အင်အားပြင်းမြင်ကလေးကြောင့်မန္တလေးနေပြည်တော်စကိုင်းအစရှိတဲ့နေရာဒေသများမှာပြင်းထန်စွာပျက်စီးဆုံးရှုံးမှုဖြစ်စေခဲ့ပြီးတော့နောက်ဆက်တွဲငလင်းများလည်းအကြိမ်ကြိမ်ဖြစ်ပေါ်နေခဲ့ပါတယ်။အဆိုပါဒေသများမှာရေမီးပြတ်တောက်ခြင်းဆက်သွယ်ရေးပြတ်တောက်ခြင်းတို့ရှိနေပြီးတော့40ဒီဂရီစင်တီဂရိတ်နီးပါးအလွန်ပူပြင်းတဲ့ရာသီဥတုနဲ့ချင်းရင်များရဲ့နှောက်ယှက်မှုကြောင့်ငလင်းဘေးသင့်ပြည်သူတွေရဲ့ဘဝကိုပုံမှုခက်ခဲလာစေခဲ့ပါတယ်။အဲဒါကြောင့် ငလဲအလွန်ပြောင်းလဲနေရာခြားထားရေးကုညီထောက်ပံ့ရေးရေပေးဝေရေးနဲ့ကျန်းမာရေးဆိုင်ရာယောဂါကာကွယ်ရေးအစရှိတဲ့လုပ်ငန်းများကိုအရှိန်မြင့်တင်လှုပ်ဆောင်လို့ရှိနေပါတယ်။ပြီးခဲ့တဲ့ဧပြီလ2ရက်နေ့မွန်လဲပိုင်းမှာတရုတ်နိုင်ငံကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းနဲ့ဒေသခံအင်အားစုတို့ပူးပေါင်းပြီးတော့မန္တလေးမြို့မှာတရုတ်နိုင်ငံရဲ့ကယ်ဆေးပစ္စည်းများကိုအသုံးပြုပြီးယာယီစခန်းတည်ဆောက်ပေးခဲ့ပါတယ်။ အဆိုပါစကန်းဟာမြန်မာနိုင်ငံမှာမတ်လ28ရက်နေ့မြင်းကလင်းလှုပ်ခတ်ပြီးနောက်ငလင်ထံသည့်ပြည်သူများအတွက်နိုင်ငံတကာကယ်ဆယ်ရေးရဲ့ပထမဆုံးယာယီကယ်ဆယ်ရေးစကန်းလည်းဖြစ်ပါတယ်။အဲဒီနေ့ညပိုင်းမှာပဲနေပြည်တော်မှာငလင်ထံသည့်ပြည်သူ900ခန့်ကိုလက်ခံထားနိုင်မဲ့ဒုတိယမြောက်ယာယီကယ်ဆယ်ရေးစကန်းကိုလည်းတည်ဆောက်ခဲ့ပါတယ်။ဆက်လက်ပြီးတော့တရုတ်နိုင်ငံကျေးလက်ဒေတာဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းကအလှူရှင်အင်အားစုတွေနဲ့ပူးပေါင်းပြီးတော့ ဘန်ဒလီနဲ့နေပြည်တော်တို့မှာယာယီစခန်းများထပ်မံတည်ဆောက်သွားမှာဖြစ်တယ်လို့လည်းသိရပါပါတယ်ခင်ဗျာ။